ကျတာပြေတာသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါသည်လို့ဥစွာပထမနောက်ကိုဆက်ဆံကာရောပြပါတယ်ကျွန်တော်လည်းဆံကြီးဖြစ်ပါတယ်ကျတာပြေတာသမီးများအတွက်28ရက်ဆယ်လ2025ပြီးတော့3ရက်17လ2025ဒီတပတ်စာဟောစကားကံကြမ္မာအကြောင်းကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးခြင်းပါတယ်ကျတာပြေတာသမီးများဒီဒီဘတ်တော်တွင်မှာ အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်ကင်ကန်အခွင့်လမ်းတွေနှစ်ခုနှစ်ခါနှစ်ခုနှစ်ခါနှစ်လမ်းဆိုတဲ့ပုံစံမျိုးလေးတွေပွင့်လန်းလာနိုင်တယ်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့စုပေါင်းရှယ်ယာတွေကိစ္စရက်လေးတွေလုတ်ကင်တို့အတူတူပြီးနိုင်တဲ့အချိန်ကအောင်မြင်နိုင်တဲ့အချိန်ကပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်တယ်ဒီအချိန်ခါအတော်အတွက်မှာအလုတ်ကင်နဲ့ပတ်သက်ပြီးတော့မထင်မှတ်တဲ့အရာလေးတွေအောင်မြင်လာနိုင်တယ်နောက်ပြီးတော့စတုရှယ်ယာကိစ္စရက်လေးတွေပို့ပြီးတော့အဆင်ပြေလာနိုင်တဲ့အချိန်ကြီးပိုင်းဆိုင်ရာလေးတွေ ကြုံတွေ့ရလိမ့်မယ်။ဒီရက်ပိုင်းတော်တွင်မှာဒီရက်ပိုင်းကိုမရောက်ခင်အရှိပိုင်းမှာဖြစ်ပေါ်နေတဲ့ဟလာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရတော်လောက်အောင်လုပ်ငန်းနဲ့ပတ်သက်တဲ့အခက်ခဲတော်လောက်အောင်တချို့သောကိစ္စရက်လေးတွေမှာစိန်ခေါ်မှုအမျိုးမျိုးလေးတွေကြုံတွေ့နေရလိမ့်မယ်။စိန်ခေါ်မှုကြီးကြီးမားမားတွေကြုံတွေ့ထားရလိမ့်မယ်။ဒီစိန်ခေါ်မှုတွေဒီအခက်ခဲတွေဒီတစ်ပတ်တော်တွင်မှာအောင်မြင်သွားလိမ့်မယ်။ အဆင်ပြေသွားလိမ့်မယ်မိမိရဲ့အခက်ခဲလေးတွေကြည်လည်စရာကိစ္စရက်လေးတွေအကူအညီပေးလာမဲ့သူတွေအကူအညီကောင်းပေးလာမဲ့သူတွေပေါ်ပေါက်လာလိမ့်မယ်နော်ဒီလိုပေါ်ပေါက်လာမဲ့အခြေအနေပိုင်းဆိုင်ရာနဲ့အတူတူကမိမိရဲ့အခက်ခဲတွေကိုကြော်လွှားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေပေါ်ပေါက်နိုင်တဲ့အခြေအနေလေးတွေရှိနောက်တစ်ချက်ကတော့အပေါင်းအသင်းမိတ်ဆွေတွေ ညီကိုမောင်နှမတွေနဲ့တွဲဆက်ပြီးလုပ်ရတဲ့လုပ်ငန်းကိန်းကဏ္ဍဒီတစ်ပတ်မှာပို့ပြီးတော့အဆင်ပြေအောင်မြင်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိသလိုလုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေလုံးစရာကိန်းစရာရှိတာလေးတွေကိုအောင်မြင်မှုလမ်းကြောင်းကောင်းမွန်မှုလမ်းကြောင်းပေါ်ကိုတည်တည်မှတ်မှတ်ကြည့်ဒီတစ်ပတ်မှာမတန်မှပဲရောက်ရောက်ရှိသွားနိုင်တယ်နော်နောက်တစ်ခုကတော့ဒီတစ်ပတ်အတော်အတွင်းမှာလေဟိုကိုမအဆင်မပြေမှုတွေဖြစ်နေတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်တဲ့နော်အဆင်ပြေစရာကိစ္စရက်လေးတွေ ပေါ်ပေါက်လာဖို့ဖန်ပြီးပေးလာဖို့အတွက်ကိုလည်းအကြောင်းမျိုးမျိုးနဲ့နည်းမျိုးမျိုးဖန်လာနိုင်တယ်။ဒီဘက်မှာအဆင်ပြေမှုပိုင်းဆိုင်ရာအကောင်းဆုံးတွေဖြစ်လာနိုင်တဲ့အနေအထားလေးတွေရှိတယ်။ပြီးခဲ့တဲ့အချိန်ခါလေးထဲမှာတော့အခက်ခဲပိုင်းဆိုင်ရာလေးတွေဟိုဘယ်လိုပြောမလဲဆိုတော့စင်ကော်မှုပိုင်းဆိုင်ရာလေးတွေအကြက်တဲပိုင်းဆိုင်ရာလေးတွေရင်ဆိုင်ရတဲ့အနေအထားလေးတွေအခက်ခဲတွေကြီးကြီးမားမားကို တကြိမ်ကြုံလိုက်မယ်ကြုံထားတဲ့အရာတို့ဒီဒီတစ်ပတ်မှာအဆင်ပြေပါမလားလို့စိုးရိမ်စိတ်တွေတုတ်လောတုတ်လောစိတ်တွေဖြစ်ပေါ်နေလိမ့်မယ်ဒီလိုဖြစ်ပေါ်နေတဲ့အရာတွေမစိုးရိမ်ပါနဲ့ဒီတစ်ပတ်မှာမိမိရဲ့အခက်ခဲအကြက်တဲလေးတွေပြည်လဲစရာလမ်းကြောင်းကောင်းလေးတွေပြည်လဲစရာအကြောင်းလေးတွေပေါ်ပေါက်လာလိမ့်မယ်ဆိုတဲ့အကြောင်းဒီတစ်ပတ်မှာပေါ်ပေါက်လာရှိနေပါတယ်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရဲရဲတင်းတင်းလောက်ပါ ရဲရဲတင်းတင်းလုပ်ငန်းဆောင်ရပါလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းစတင်ပြီးတော့လုပ်ငန်းဆောင်ရနိုင်တယ်လုပ်ငန်းတွေနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်တဲ့လုပ်ငန်းတွေပေါ်မှာဟိုငွေကြေးနဲ့ပတ်သက်ပြီးထောက်ပံ့တာမျိုးငွေကြေးနဲ့ပတ်သက်ပြီးအကူအညီကောင်းပေးလာတာမျိုးဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ဒါမှမဟုတ်လို့ရှိရင်မိမိရဲ့ညီကိုမောင်နှမတွေတော်လကောင်းဒါမှမဟုတ်ချစ်သူခင်သူတော်လကောင်းချစ်ရသူတော်လကောင်းမိမိပေါ်မှာမေတ္တာရှိတဲ့သူတွေတော်လကောင်းဒီလိုမျိုးလူတွေနဲ့စက်တူရှယ်ယာတွဲဆက်လုပ်ရတဲ့လုပ်ငန်းလေးတွေအောင်မြင်လိုက်လိမ့်မယ် အကျိုးထူးပေးလာလိမ့်မယ်ဒီတစ်ပတ်မှာတိုးသတိပေးခြင်းနဲ့အကြောင်းရင်းလေးရတချို့သောကိစ္စရက်လေးတွေမှာအာငါမှန်နေတင်ပြီးတော့စွတ်တရလောက်တဲ့အချက်လေးတွေကိုနည်းနည်းပြင်သိရတယ်နော်ဒီတစ်ပတ်မှာကိုမှန်နေတင်ပြီးစွတ်တရလောက်တဲ့ဆိုလို့ရှိရင်လည်းအေးလောက်တဲ့သူတွေကနည်းနည်းလေးပြဿနာတိုင်းဆိုင်ရာလေးတွေရင်ဆိုင်ရတတ်တယ်တခါကြလို့ရှိရင်အောက်လိုက်ငင်သားရင်လည်းပတ်သက်ပြီးတော့စီကန်းနေတင်ကြတာဟာလား ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်းကိုယ့်ရဲ့အမိတ်အာဏာအောက်မှာတပေမတိန်နေထိုင်စေခြင်းနဲ့ဆိုရဲအတွေးလေးတွေတော့နည်းနည်းလေးရပ်ဆိုင်းစေခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တချို့သောကိစ္စရက်လေးတွေမှာတင်းတင်းကြပ်ကြပ်လုံလုံမရတဲ့အပိုင်းလေးတွေရှိသလိုတချို့သောအရာလေးတွေမှာ short တင်တာ short တိုးတင်တာတိုးလို့တိုးပို့ short လေးတွားရမယ့်အခြေအနေပိုင်းဆိုင်ရာမှာ ကိုကတင်းတင်းကြပ်ကြပ်လှုပ်ထားမယ်ဆိုလို့ရှိရင်အဲ့တင်းတင်းကြပ်ကြပ်လှုပ်ခြင်းကြောင့်မိမိအနှောက်အယှက်ဖြစ်သွားတတ်တယ်။မိမိရဲ့လုပ်ငန်းအောင်မြင်မှုတွေကိုအနှောက်အယှက်ဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။စီကံကြက်တင်းကြက်တာမျိုးလေးတွေကိုလည်းတရိပ်ထားဖို့လိုအပ်တယ်။ဒီတစ်ပတ်တော့တည်းမှာလေကြာတာပြေးသားသမီးတွေအလူတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေစိတ်ကူးရင်နေလိမ့်မယ်။တချို့တော့ကိစ္စရက်လေးတွေတူကျင်တယ်တန်းကျင်တယ်ဒါကြောင့်လို့ရှိရင်ပေးကျင်တယ်ဝေကျင်တယ်ဒီပုံစံမျိုးလေးတွေအတွေ့လေးတွေရှိနေလိမ့်မယ်။စိတ်သာရှိပြီးမန်လျှော့နေရတဲ့အပိုင်းဖြစ်နေလိမ့်မယ်။ပေးကမ်းလှူဒန်းကျင်တဲ့အနေထားတို့ဒီကိုယ်ပစိတ်ထဲမှာတော့ အားထက်သန်နေလိမ့်မယ်။သို့တော့လက်ရှိမှာလုပ်ဖို့အတွက်ကိုငွေကြီးနဲ့ပတ်သက်ပြီးအမောက်မဆင်မပြေတာငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထက်မှာမပြေစုံသေးတာမျိုးလေးတွေတော့ကြုံလိမ့်မယ်။နော်အလူတန်းနဲ့ပတ်သက်ပြီးရည်စူးထားတဲ့ရည်မှန်းထားတာလေးတွေဖြစ်ပေါ်နေတတ်တယ်။ဒီတစ်ခါတော့တင်ပါလေကတာပေးသားသမီးတွေမိမိရဲ့စကားနဲ့ပတ်သက်တဲ့အရာလေးတွေပေါ့နော်။သူများပြောလိုက်တဲ့စကားတွေကိုစိတ်မရှိတာ 哦，比蛮简单啦。他叫老师，每遍生呢，大家的是你查路都要有，啊，中午下头酷酷，新疆阿妹是老师，生前那是新疆阿妹，都不对比了，什么保健品的，嘞，啊，独立保卫，大手大，啊，大、呃，我我觉得人养的都是点达不到了不啦，对比。 ဒီစကားပဲဒီရဲ့အကြောင်းရင်းလေးတွေကိုတိတိကျကျရှင်းပြဖို့အနေထားကိုကိုယ်စိတ်ထဲမှာအားမပါဘူးဖြစ်နေလိမ့်မယ်ဟိုတိတိကျပြောရမနေတာစိတ်တိုင်းမကြဘူးစိတ်မရှိဘူးပေါ့နော်ပြောချင်တဲ့သဘောကစိတ်မရှိဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်နေဖြစ်တတ်တဲ့အနေထားလေးတွေကြုံတွေ့ရလိမ့်မယ်ဒါကြောင့်မို့ဒီຢာလေးတွေကိုတော့နည်းနည်းလေးစိတ်ရှိရှိထားပေးဖို့အတွက်ကိုအကြံပေးတင်ပါတယ်တချို့သောຢာတွေမှာကိုလုံနေကြအတိုင်းလေးဒါလောက်ပါတချို့သောအရာတွေမှာ အယံကရောညံကစားပြီးတော့ချက်ထွင်တဲ့ကိစ္စရက်လေးဒီနော်တိတ်ပြီးမလုတ်ပါနဲ့ညံတအားမကစားပါနဲ့ကံမရှိညံရှိတိုင်းမွဲတတ်တယ်နော်ဒါမျိုးလေးဒီသတိထားဖို့လိုတယ်ကံမပြီးပဲနဲ့ညံနဲ့သွားကစားလို့မရဘူးကစားလိုက်တယ်ဒါနဲ့မိမိမှာရှိတဲ့အရာကိုခုံသွားတတ်တယ်အဆင်ပြေစရာကိစ္စရက်လေးဒီကြုံနိုင်ပြီနဲ့ညံအတွေ့အခုံမှားလို့ရှိရင်တော့ ဒီရဲ့အဆင်ပြေကြတယ်ပျောက်ပြီးတော့မိမိကအခက်အခဲဖြစ်ကြတယ်ကြုံရတယ်။ဒါမျိုးလေးတွေမဖြစ်အောင်ကိုယ့်ကိုယ်တတိထားဖို့လိုတယ်။တချို့သောကိစ္စရက်လေးတွေကိုညံကစားပြီးအယံကရောမလုပ်ဖို့အတွက်ကိုလည်းအကြံပေးခြင်းလေ။ကျန်တာလေးသားသမီးတွေဒီတစ်ပတ်အတော်အတွင်းမှာပေါ့နော်မိသားစုအပေါ်မှာတော့လည်းကောင်းဒါမှမဟုတ်ရှင်ညီကောင်မောင်မတွေအပေါ်မှာတော့လည်းကောင်းပတ်ဝန်းကျင်ပေါ်မှာတော့လည်းကောင်းနည်းနည်းခလေးဆန်တတ်တဲ့အတွေးမျိုးလေးတွေရှိနေလိမ့်မယ်။အတွေးခေါ်ဘလောက်ပဲအရင်ချိန်ခါမှာအတွေးခေါ်တွေရင့်ကျက်နေပါသေး။ဘလို့ပဲကိုယ့်ကိုယ်ကိုဟိုလူကြီးလူကောင်းတယောက်လိုနေထိုင်နေပါသေး။ ဒီရပိုင်းတော်တွေမှာဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ခလီးဆန်နဲ့အတွေ့အကြုံစိတ်ဆိုးတာတွေစိတ်ကောက်တာတွေဟိုစိတ်မရှိတာတွေအပြီးမခံနိုင်တာတွေဒါမျိုးလေးတွေကြုံတတ်တဲ့အနေအထားလေးတွေရှိတယ်အတတ်နိုင်ဆုံးအရင်တိုင်းလေးသားလင်လူကြီးဆန်ဆန်တော့မိမိမရင်ကျက်တဲ့သူတယောက်အနေနဲ့ပြောဆိုနေထိုင်တဲ့နယ်လို့တော့အကြံပေးချင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တဲ့ခလီးဆန်မှုကြောင့်မိသားစုအတွင်းပြဿနာအိမ်တွင်းရေးပြဿနာကြုံရလိမ့်မယ်ဒါကြောင့်လို့ရှိရင်မတင်မှတ်ပဲနဲ့မိသားစုတွေကမိမိကိုဘာတွေတော်လာမလဲဆိုလို့ရှိရင် အဒီရက်ပိုင်းမှာမနေ့စီစားကြောင်လာတယ်လို့အကြီးကျယ်လာတယ်လို့ဒါကြောင့်လို့ရှိရင်နည်းနည်းပွားစီပွားစီနိုင်တယ်လို့ဒီပုံစံမျိုးလေးတွေပြောလာတတ်တယ်ဒီပုံစံမျိုးလေးတွေအပြောခံရတတ်တယ်မျိုးကိုမောင်မားတွေမိသားစုတွေလုပ်ငန်းကံကံတွေထဲမှာဒီလိုတွေပုံစံမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုနည်းနည်းလေးရှင်းအောင်ထားပါစိတ်ကို ပြီးခံစိတ်လေးအတတ်နိုင်ဆုံးမွေးပေးပါအရာရာအောင်မြင်သွားပါလိမ့်မယ်ဒီတစ်ပတ်မှာအဆင်ပြေမှုပိုင်းဆိုင်ရာလေးတွေအများသောအားဖြင့်အဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်မိမိလိုအပ်နေတဲ့အခက်အခဲလေးတွေကိုအကူအညီကောင်းလေးတွေပေးလာမယ်သူတွေလည်းရှိတယ်ပေးလာနိုင်ပြီနဲ့ကိုကအဆင်ပြေပါမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပြီးခဲ့တဲ့အခက်အခဲလေးတွေအခက်အခဲလေးတွေကြော်လွှားနိုင်ပါမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့စိတ်မရှိတာ ပြီးမှခံနိုင်တာခါကြလို့ရှိရင် လုပ်ငန်းထဲမှာစိတ်မပါပဲနဲ့မိရဲ့အခက်ခဲတွေအပေါ်မှာစိတ်များနေတတ်တယ်အခက်ခဲတွေကိုခေတ္တမိတာပါလက်ရှိလုပ်နေတဲ့အလုပ်ကိုကောင်းအောင်လုပ်ပါလုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေကြကိစ္စရဲ့လေးတွေကြုံသွားလိမ့်မယ်အကူအညီကောင်းအထောက်ပံ့ကောင်းလေးတွေကြုံသွားလိမ့်မယ်မိမိအပေါ်မှာစေတနာမေတ္တာရှိတဲ့သူတွေကလည်းမိမိရဲ့အခက်ခဲတွေကိုပြည်လေသွားအောင်လာရောက်ကူညီတဲ့သူတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်နော်အိမ်ရင်းနဲ့ပတ်သက်တဲ့အခါကြလို့ရှိရင်တော့အိမ်ထဲမှာမိမိကဩဃအရန်ပေးတဲ့ပုံစံလူလေးဖြစ်နေတတ်တယ်။ဒါပေမဲ့ မိသားစုဝင်တွေကိုအယံကရောဖိနှိပ်တာမျိုးအယံကရောဩဇာပေးတာမျိုးစီးစနစ်နီးစနစ်တိတိကျကျလှုပ်ခိုင်းတာမျိုးတတူရင်မတိန်လှုပ်ခိုင်းတာမျိုးလေးတွေတော့နည်းနည်းလေးဆင်ကျင်ပေးပါလို့တော့အကြံပြုချင်ပါတယ်အချက်အလက်နဲ့ပတ်သက်ပြီးတော့ခေါ်ကြပေးရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်တော်တွင်မှာအချက်အလက်နဲ့ပတ်သက်ပြီးကြာသာပြီးသားပြီးအယံစမ်းပွင့်နေလိမ့်မယ် စမ်းပွင့်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ချစ်သူမရှိတဲ့သူတွေလည်းချစ်သူရရှိလာနိုင်တယ်။ချစ်သူရှိပြီးသားသူတွေလည်းပေါင်းဖက်ရမယ့်အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံနေတယ်။ပေါင်းဖက်ရတယ်ဆိုပေမဲ့ချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်တော့အမျိုးသမီးတွေနည်းနည်းတော့တည်းထားလူကြီးမိဘတွေရဲ့ဖိအားလေးတွေရှိနိုင်မယ်။မိမိရဲ့အထက်အကြီးအကဲတွေရဲ့အကြံပေးမှုပေါ်မှာ စင်စာခတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေတော့ကြုံလိမ့်မယ်။ဒါမျိုးလေးတွေတော့ရှိလိမ့်မယ်။သို့တော်လည်းအခြေအနေပတ်သက်ပြီးတော့အဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီကစားမှာအများကြီးတွေ့ရတယ်။နော်။နောက်တစ်ခုကကျမရည်နဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျမရည်နဲ့ပတ်သက်လို့ရှိရင်ကျတာဘေးသားကြီးဒီတစ်ပတ်တော့တည်းမှာအဲ့ရည်ပြက်တာကြီးအဲ့မပြောတာကြီးခါချလို့ရှိရင်အသွေးပေါင်း16000ဖြစ်ပြီးတော့ခေါင်းမူးဓာတ်ကြီးခေါင်းကြိုက်တာမျိုးလေးကြီးဖြစ်ပေါ်တတ်တယ်။အမျိုးသားများဆိုလို့ရှိရင်တော့ဆေးဝါးရင်စိုးရင်ပူပင်ပူပန်စိတ်များပြီးတော့ မကြခဏဖြားနာတာမျိုးကိုကိုကံအားကြတာမျိုးเนาะစေုံစီကံစီကံနေစေးဆိုင်နေမှာမကြခဏစီနဲ့ပတ်သက်တဲ့အရာလေးတွေတောက်တုံးရတာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။ဒါကြောင့်မလို့စိုးရိမ်ပူပါမှုလေးတွေနည်းနည်းလေးလျှော့ပေးဖို့တော့အကြံပေးချင်ပါတယ်။အမျိုးသမီးများဆိုလို့ရှိရင်တော့လမ်းသွာလမ်းလာကိစ္စရည်တွေနောက်ပြီးတော့အစားတောင်းနဲ့ပတ်သက်တဲ့အရာလေးတွေမှာချင်ငန်ဆက်ဖန်ခဒါမျိုးလေးတွေသတိထားဖို့လိုတယ်။ဒါမျိုးလေးတွေသတိထားနိုင်မှသာလျှင်မိမိတို့ဟိုကျမကြီးနဲ့ပတ်သက်တဲ့အရာလေးတွေကအရန်ကရောအခက်အခဲမဖြစ်ပေနဲ့ ကောင်းကောင်းမွန်မွန်နဲ့အေးစီလျှောက်လန်းနိုင်မှာဖြစ်တယ်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်လည်းနည်းနည်းသတိထားဖို့လိုအပ်တဲ့အပိုင်းလေးတွေရှိတယ်ဒါခါကြလို့ရှိရင်ခြေထောက်မှာအဆိပ်ရှိတဲ့တရဝါလေးတွေကြိုက်ခဲတဲ့ပုံစံမျိုးလေးတွေအကြိုက်ခံရတဲ့ပုံစံမျိုးလေးတွေဖြစ်ပေါ်တတ်တယ်လို့အိမ်မွေးတလေးဆန်နေနဲ့ဟောကွေးတော်၎င်းကြောင်တော်၎င်းဒီလိုမျိုးလက်ကိုဟတ်မိတာလို့ခြေထောက်ကိုဟတ်မိတာလို့ဟတ်မိပြီးတော့ကွေးသွားတွေကြောင်သွားတွေနဲ့ချက်မိတာလို့ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တယ်နော်ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရလိမ့်မယ်ဒီတစ်ပတ်မှာအကန့်ကြမ္မာအညံ့လေးတွေ လျှော့ပြီးတော့အကောင့်လေးတွေရရှိဖို့အတွက်ကိုဂျယ်ရန်နဲ့ပတ်သက်တာလေးညွှန်ကြားပေးခြင်းပါတယ်ဂျယ်ရန်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်စက်တာပေးသားသမီးများဒီဘက်အတော်ထဲမှာမိမိနေအိမ်ဖျားမှာစီနီးတက်စီတူပေးပါတက်ကြီးရွယ်ဟိုတို့မဟုတ်ယဟန်တန်ဃာကိုပန်းပြီးရှူရမ်းပေးပါဒါဆိုလို့ရှိရင်အခက်ခဲအကြက်တဲညတင့်တော်သလိုလျှော့ပါပြီးတော့ကောင်းကျိုးများလဲတင့်တော်သလိုရရှိလာမှာဖြစ်ပါတယ်စက်တာပေးသားသမီးများတဲ့အဟောကိုဒီညမှာလည်းရည်နာကိုပြပါ